Hello, welcome to my blog. ခုကတော့အင်ဥကိုကြော်ပြမှာဖြစ်ပါတယ်၊ချက်ပြမှာဖြစ်ပါတယ်။ဒါထိုင်းနိုင်ငံထုတ်အင်ဥလေးပေါ့နော်။အထဲမှာနူးနူးနန်နန်လေးတွေ။ဒါအင်ဥတလုံးတလုံးချင်းစီကိုခုလိုပိုင်းလေးတွေပိုင်းချလိုက်မှာဖြစ်ပါတယ်။ပိုင်းလေးတွေပိုင်းချပြီးအိုးတလုံးနဲ့ထဲပါ၊ဆနွေနန်နန်ထဲပါ၊ပြီးွားပြီဆိုလို့ရှိရင်။နောက်ပြီးတော့ငပိစိန်စာထည့်ရပါမယ်။နင်းငယ်ထည့်ရပါမယ်။ငပိစိန်စာများများကြားရင်များများထည့်ပါ။ဒါပေမဲ့တော်တင်းုံထည့်ရဖို့ကောင်းတယ်။စားထည့်ရပါမယ်။ စားထည့်ပြွားဆိုရှင်ကျွတ်တုန်နီထည့်ပါမယ်ကျွတ်တုန်နီကတော့ကြီးဖတ်ကြီးကြိုက်ဖတ်ကြီးလောက်ပါပြီးလို့ရှိရင်ချုံမို့တုံးမဟုတ်တသားမို့ထည့်ပါမယ်ရေတင့်တင့်လောက်ပဲထည့်ပါမယ်ရေလေးနည်းနည်းပဲထည့်ပါမယ်ပြီးသွားပြီဆိုတော့စီထည့်ပါမယ်စီအများကြီးထည့်ရမလို့ပါဘူးစီဆွတ်ရပုံစံမျိုးလောက်ထည့်ရပါပြီစီထည့်ပြွားပြီဆိုလို့ရှိရင်တော့မှုေပေးပါမယ်မှုေပါမယ်ဒီလိုမျိုးရေနည်းနည်းလေးနဲ့မီးလေးဖွင့်ပြီးတော့ ချမ်းသာရပါပြီ။ကဲ3မိနစ်ပြီးသွားတော့ပြီဆိုတော့ကကြည့်ပါမယ်လက်ရှိမှာအိုးကကတ်လာမကတ်လာဆိုအမြဲတော့ဖွင့်ကြည့်ဖို့လိုအပ်ပါတယ်ဒါအခုဆိုရှင်စားလို့ရပြီအနေထားဖြစ်ပါတယ် ကဲရတာပြီးပြည့်စုံတဲ့3မိနစ်တာကြာတဲ့အင်ဦးပွဲလေးရပါပြီဟင်းချန်ဒီပြီးဆုံးရပါပြီရှင်အားလုံးကျေးဇူးတင်ပါတယ်